2024ခုနှစ်ကတောင်ကိုရီးယားနိုင်ငံမှာလီသီယမ်ဘက်ထရီစက်ရုံတရုံမီလောင်မှုဖြစ်ပြီးဝန်ထမ်း20ကျော်သေဆုံးခဲ့မှုအတွက်ကုမ္ပဏီ CEO ကိုစက်တမ23ရက်ကထောင်ဒဏ်15နှစ်ချမှတ်လိုက်ပါတယ်။ Arisol Battery Company ကဝန်ထမ်းတွေဘေးကင်းရေးထက်အကျိုးမြတ်ကိုဦးစားပေးတယ်လို့စုဝန်ခရိုင်တရားရုံးကပြောကြားခဲ့ပြီးကုမ္ပဏီ CEO Park Song-kwan ကို2025နှစ်ချလိုက်တာဖြစ်ပါတယ်။ 2024ခုနှစ်ဇွန်လဖြစ်ပွားခဲ့တဲ့ Aerosol ဆက်ယုံမီးလောင်မှုအတွင်းလူ23ဦးသေဆုံးခဲ့ပြီးအများစုကတရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။တောင်ကိုရီးယားမှာနှစ်ပေါင်းများစွာအတွင်းအစိုးဆုံးစက်မှုလုပ်ငန်းဆိုင်ရာဖြစ်ရပ်ဇိုးရိုးတွေကတခုဖြစ်ခဲ့ပါတယ်။ပတ်စွမ်းကွက်အပြင်ကုမ္ပဏီ GM တာဝန်ယူထားတဲ့သားဖြစ်သူကိုလည်းထောင်ဒဏ်15နှစ်နဲ့ငွေဒဏ်ဝန်သက်တမ်းချမှတ်လိုက်ပါတယ်။ပတ်စွမ်းကွက်ဟာ ဝန်ထမ်းတွေဘေးကင်းရေးအတွက်ညွှန်ကြားချက်တစ်ခုတလီမှမပေးခဲ့ပေ။တားဖြစ်သူထံကလုပ်ငန်းဆွမ်းဆောင်ရေးနဲ့ဆိုင်တဲ့တရင်တွေကိုသာအာယုံဆိုင်ခဲ့တယ်လို့လည်းရုံးတော်ကဆိုပါရယ်။ဇူလိုင်လကနောက်ဆုံးကြားနာမှုမှာပတ်စွန်းကွန်ကဘယ်စကားလုံးနဲ့ပဲပေါ်ပြပေါ်ပြလုံလောက်မှာမဟုတ်ပါဘူး။ဒါပေမဲ့ကျန်ရေးသူမိသားစုတွေကိုကျွန်တော်ထပ်ပြီးတော့တောင်းပန်ပေးရစေလို့ထွက်ဆိုခဲ့ပါရယ်။